ဆိုတော့ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့တောင်ရီသူယူချင်းနေကနေယူရပြန်လေးကျူဆွလိုက်ပါတယ်ကဲကျွန်တော်တို့ယန္နာ PK ထွန်းကိုထွန်းနေတော့လှုပ်သမားနဲ့အဲပြဿနာဖြစ်တဲ့ကိစ္စကတော့အခုကပြီးဆုံးသွားပြီပေါ့နော်ပြီးဆုံးသွားပြီတော့နှစ်ဦးနှစ်ဖက်ဆက်ဆက်ရရဆင်ပြေတော့ပြီဆိုပြီးတော့ဗီဒီယိုလေးကိုကျွန်တော်တို့ပြီးတော့ဝင်ပြီးကြည့်ရမှာဖြစ်ပါပါဖြစ်ဆိုတော့ social media online တွေမှာအရင်နာမည်ပြင်နာမည်ကြီးပြီးတော့ပေါ့နော်တအားကို hot ဖြစ်ခဲ့တဲ့ဗီဒီယိုပေါ့နော်ဆိုတော့ဒီလိုဗီဒီယိုဖြစ်လာပြီဆိုလို့ရှိရင်လေလူတွေကเนาะအမျိုးမျိုးသုံးသက်အမျိုးမျိုးဆုံးဖြတ်အမြင်တွေအမျိုးမျိုးပေါ်တော့ကွန်မြက်တွေအမျိုးမျိုး ရေးပြီးတော့ရေးကြတယ်ပေါ့နော်အခုကတော့ပြည်လေတော့ပြီပေါ့နော်ကျွန်တော်တို့ပြည်လေတော့တဲ့ဥစ္စာနည်းနည်းမိတ်ဆွေများကိုမျှဝေတော့မှာဖြစ်ပါတယ်ပြည်လေတာလည်းကောင်းပါရဲ့နော်ပြဿနာဆိုတာရှည်လျားတာမကောင်းပါဘူးနော်တူတူတုတ်တုတ်လေးတဲ့ပြီးဆုံးတဲ့ဟာအမြင်မှန်လေးတွေပဲရဖို့လိုပါနော်လူငယ်နဲ့လူကြီးဆိုတော့လေးပဲอืมတခါတည်းနော်သာသမီနာမင်းဖာတို့မှာအဲတူပေါ်တူအထင်လွှဲမှုတွေအထင်သေးမှုတွေဒီဘေးနဲ့ဆရာဆိုလေးဒီတိုင်းပါပဲအလौဒမန်းနဲ့ဒီ ဆိုင်ရှင်ဆိုတာကတော့ဗောနော်တရေးဆိုတာကတော့ဒါရူးရူးနေပြီးတော့ပြောမယ်ဆိုလို့ရှိဒါတဘာဝတရားဗောနော်အဲ့လိုမျိုးဒါဆိုတော့ကိုပြီးသွားတယ်ဗောကိစ္စရတယ်ဗောနော်နေဖက်နှစ်ဦးနှစ်ဖက်စလုံးကအဆင်ပြေတော့ပြီဆိုတဲ့အကြောင်းအရာလေးကိုမျှဝေလာတဲ့ဗီဒီယိုလေးကိုကျွန်တော်နေနေမျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့နောက်ထောင်ကြည့်အောင်ဗျဒါအခုကတော့ပြောလို့ရှိရင်ဒါစိတ်လိုက်မှန်ပါဖြစ်တယ်ဗောနော်ကိုစိတ်ကိုမထိနိုင်တဲ့အတွက်ကြောင့်ဖြစ်သွားတဲ့ ဟိုပြဿနာတစ်ခုပေါ်မှာပေါ့အရင်လည်းကြီးသွားတယ်ဒါပက်ပလစ်မှာလည်းတော်တော်လေးတော့ဟိုပြန့်နှံ့ပြီးတော့နှစ်ဖက်လုံးတော့ကျိုးကျိုးဖြစ်နေတယ်ပေါ့နော်ဒါဆိုလည်းဖြစ်ဖြစ်ဒါဂျင်ရဘက်ကလည်းဒါအမားတို့ကိုအာဆက်တွေ့လာပြီးတော့တစ်တော်မှာလည်းရင်တောင်းမနာကိုပြန်လာတယ်ဆက်တွေ့လာပြီးတော့လည်းဘူးလို့ဒါပြီးတော့ညီနိုင်ပြောဆိုပြီးတောင်းမနေတော့တယ်အမားတို့ကကျေးဇူးတင်တယ်အမားတို့အနေနဲ့လည်းဒါလုံးဝဟိုညင်လာသေးခြင်းနဲ့စိတ်မရှိဘူးကြောက်နေတယောက်ပြည့်ပြည့်လည်လည်ပဲပေါ့နော်ကြောက်နေတယောက်ဟို ထိခိုက်စေခြင်းနဲ့ဆန္ဒမျိုးလည်းမရှိသလိုဟိုမအားတို့အခြေအနေပြရမယ်လို့လည်းမဟုတ်ဘူးဟုတ်တယ်မလားဒါအမလည်းအကိုရဲ့ဝန်ထမ်းဆိုတော့တန်ရောက်စင်ချီရယ်မအားတို့ဘလောက်တောင်မှအဆင်ပြေပြီးတော့ပျော်ပြဲကြလဲဆိုတာကိုလူတွေအားလုံးလည်းသိတယ်ဉာဏ်လည်းသိတယ်မအားတို့လည်းသိတယ်ဒီကဘောမှာဒီတော့ပျော်ကြသွားကြလာကြစားကြတော့ဒါအကုန်လုံးအတိအမြင်ကြရတယ်ဒါဟိုစိတ်အခက်မတင်လို့ဖြစ်သွားတဲ့ကိစ္စလေးခုပုံမှာဒီလိုမျိုးတိတိလေးလေးသိရှိလိုက်တာကောင်းတယ်လို့အမတော်ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်လည်းမှတ်မှတ်တော့ဟို တော့ဒီတောင်းမှမဟုတ်ပဲဒီကွာကြာမှာတော့ကတော့ဒီတောင်းမှလာမှာလည်းမခံဘူးပေါ့နော်အဲ့ဒါလည်းကြီးကြီးတွန်းလာတယ်ပေါ့ဒါဟောပေါ့အမအနေနဲ့ကဟိုဟိုတောင်းဟိုပေါ့လာပြီးတော့တောင်းမှလည်းဆိုတာတချို့ကကြတော့ပြောကြမှာပေါ့နော်အာဒါ तू ကအမှုခွင့်လာလို့ကြောက်လို့ဘာဖြစ်လို့တောင်းမှလိုက်ရတာမျိုးဆိုတာမျိုးစိတ်တည်းကိုစိတ်ပြန်မပါသေးနဲ့ဟိုဖိအားပေးခံရလို့တောင်းမှရတယ်ဆိုတာမျိုးမှတော့ဖြစ်စီခြင်းပေါ့အခုကဒါရရန်နဲ့တော့ကြည့်တဲ့ဆန်မအသိရဲ့ ဒါမှလို့เนาะဒီစီလုံးလက်တွဲခဲ့တဲ့သူတွေဆိုတော့ဒါရန်ရန်ဆိုတာလေစိတ်ကဟိုလက်သက်စစ်အခုခုဆိုစိတ်ရန်ဆက်တဲ့လူမျိုးဆိုတော့ဖြစ်သွားတာတကယ်တော့စိတ်ကြီးသွားတဲ့အချိန်မှာအပြောင်းနဲ့ပြောင်းသွားဘာပြဿနာမှမရှိဘူးเนาะအဲ့အတွက်ကြောင့်မလို့လေလာတောင်းမှန်တဲ့အချိန်မှာရန်ရန်တကယ်စိတ်ရင်းမှန်တဲ့တောင်းမှန်တာအဲ့အတွက်လည်းအမအကျဉ်းထုတ်တင်တယ်ဒါမဖြစ်သင့်မဲ့ဖြစ်သွားတဲ့ကိစ္စကွာအမတို့လည်းမဖြစ်ချင်ဘူးအဲ့အတွက်လည်းစိတ်မတောင်းဘူးပြောဒီကိစ္စရာလည်းကြီးကြီးကျယ်ကျယ်ဖြစ်ရမယ့်ကိစ္စတွေမဟုတ်ဘူးပြောင်းလာညီလေးဘက်ကကြတော့လေညီလေးကဝန်ထမ်းနေရှိမှာ ိုအလုတ်တော့ခံရတဲ့ဆိုတော့ဒီဟာကိုလည်းနားလဲတယ်အဲဒါမဲ့ကိုလို့ကြတော့လဲသူတို့စဉ်းဉဏ်စည်းကမ်းနဲ့မကိုက်မှုမျိုးလို့ပြောပြရတဲ့အကြောင်းရင်းတွေရှိတော့ကြတော့နားလဲဟိုတယောက်နဲ့တယောက်နားလဲမှုတွေရလေးတော့ရှိမှာပေါ့ဟုတ်တယ်မလားအဲဒီညီလေးဘက်ကလည်းဟိုညီလေးတို့အတက်ရွယ်နဲ့ညီလေးတို့ပဲကြီးတဲ့ပဲကြတော့လဲညီလေးတို့ပြောတဲ့အကြောင်းအရာကနောက်ဆက်ကဆူဆူကိုမသိကြလို့ဟိုကောင်းတာမှန်တာတဲ့လူကနှစ်ဖက်စကားနားထောင်ပါဟုတ်တယ်မလား အာဒီလေးအပြောကြီးပဲလဲမှန်တယ်မဟုတ်ဘူးလိုကြီးပဲလဲမှန်တယ်မဟုတ်ဘူးအဲ့ဒီကဒီလေးဘက်ကလည်းစိတ်ရှင်းဖို့လိုတယ်လမ်းတွေ့ရင်တော့နောက်ဆုံးတွေ့ပါလားဒီလေးကိုဟောညီလေးအဲ့လိုနှုတ်ဆက်ပြီးတော့မှပဲအချင်းမပြအဲ့လိုပုံစံမျိုးပဲကိုကနေနေတာသွားတင်တာဟုတ်ကဲ့ကွာဒီရောက်နေတာနည်းနည်းစိတ်ကအကြိုက်လို့ပြတာပါဒါပေမဲ့ကြောက်ရအောင်အဲ့လိုလဲတော့ကြကိုကအဲ့လိုမြင်းမြင်းဆွေးဆွေးနဲ့ဖတ်ပြီးတော့ချိုးတော့ကြညော်သွားတာလားလို့မဲဘာမှပြတ်ဘူးအချင်းလေးကဒီတိုင်းပါလို့ကွာလုပ်ငန်းအမရဲ့လူသားကျတော့အရင်လေးကကွာ ဟိုလုပ်ငန်းကိဝန်ထမ်းကိစ္စတွေဝင်မပါလို့ပြောတာပဲကြီးတာအားလုံးနဲ့အေးစစ်စစ်ပဲလူတိုင်းနဲ့ကကိုဟဲ့ကိုကကြတော့ဟိုပါဘူးဝင်မပါဘူးဝင်မပါဘူးကိုရဲ့မျက်နှာအနေထားနဲ့ပုံကတော့သူများငင်ကတ်ချင်တော့ကတ်ချင်ပြဘာလို့လဲဆိုတော့ကျွန်တော်ကစီပွားရေးလောက်လာ23နှစ်ကနေအခု26နှစ်ကြီးကတောင်လျှောက်ကကျွန်တော်ဟိုကကြတော့တော်ရဲတောင်နေမှာတောင်လျှောက်အလုပ်ပဲ36လောက်ရန်ကေချင်26နှစ်ငယ်ချင်းလည်း 10မိနစ်ကျော်တော့ပေါ့နော်တော်တယ်ပဲလို့လုံးတော်တယ်ပဲလုံးလုံးလာတော့ကြတော့ကျွန်တော်ကကျတော့မျိုးပေါ်လို့ဒီရမလားဟိုတွေ့ကြူသေးကြူမလုံးတော့ဒီတိုင်းတော့ဝင်နာဆာလည်းခုမိသားစုလိုပဲကိုဒီပုံကလည်းဝင်ကြောကြချင်းပြောတယ်ပြီးရင်ဆုံးမတယ်ဆုံးမရအကုန်လုံးဝင်နာနေမှလည်းကတည်ကြီးပဲအိမ်မှာနေတဲ့ဝင်နာလည်းအပြင်ကလာတဲ့ဝင်နာနဲ့မင်းတို့ဘယ်တော့မှတရားနဲ့တရားတော့ကိုကအပေါ်စီကနေထက်ဆန်တာ တော့အထက်ကနေဆက်ဆံလာတယ်ပြီးတော့အိမ်ကဝန်ထမ်းနေမလို့မင်းတို့ကအခွင့်အရေးပို့ယူပါရင်လုံးဝလုံခွင့်မရှိဘူးနော်အမြဲတမ်းပြီးပြောပြီးတယ်စိတ်ထဲရောရှင်းတယ်မလားရှင်းပါလားအေးအင်းဒါမဖြစ်တဲ့နဲ့ဟိုကအစ္စာလေးတပြောလို့ရှင်ဟိုကအစ္စာတိတိလေးဘာမှမဟုတ်ဘူးဒါအဲ့လိုမျိုးဟို online ပုံမှာပြက်နှံ့သွားတော့ဟိုချက်ကားပြီးပုံကြီးချက်ရရင်များသွားပါဘော ီအဲ့လို comment ကြည့်ကြမလို့ကိုက comment ကြည့်ဖတ်လိုက်တော့ဟိုရှိရတဲ့စိတ်ထဲမှာပိုစိတ်ကူသွားတာမျိုးပိုဝါဖြစ်သွားတာမျိုးတော်လိုမြောက်ပေးရလူကြီးရှိရထူးခြားထူးခြားမဲ့လူကြီးရှိနေဒါတွေကြောင့်လို့ကဖြစ်တာတကယ်တော့ဒီ social media ဆိုတော့ကိုကမဟုတ်ဘူးတော့ရရဒါနဲ့လည်းဖြစ်ရှင်းလို့မရဘူးဒီကကျွန်တော်မျက်နှာကြည့်ပြီးတော့မှဇာတ်လို့မပြောကြပါနဲ့ကျွန်တော်အမြဲကျွန်တော်ကကျွန်တော်မျက်နှာ original ပါ original ကိုတော့ original ကိုတော့ပါကျွန်တော်မိမတော့တော့ပြောမပြတတ်ပါဘူး ချီပါလက်ပါအောင်မပြောတဲ့လူမျိုးကျွန်တော်ကမြတ်တန်နဲ့ပဲဆက်ဆံဖို့အတွက်ကျွန်တော်မိပါငငယ်လေးကလေးပြင်ပြီးခဲ့တာပါ။အဲ့တော့ဟိုဘောအမတော်အကုန်လုံးကိုပြည့်လဲစီခြင်းနဲ့ပါတော့နော်။ပြီးတော့ဘလို့ဖြစ်သွားတဲ့ပြဿနာဖြစ်သွားတဲ့ချိန်မှာလည်းအမမရှိဘူးဆိုင်ထဲမှာမရှိဘူးဆိုတော့ကိုကကြားထဲကနေပေါ့ဟိုဘလို့လေးဖြစ်တင်နေဘလို့လေးအဆင်ပြေပြင့်နေဆိုတာလေးပေါ့နော်။အားကြောင့်မလို့ခေါ်ပြီးတော့ဒါအောင်လေးလဲလာမယ်ဆိုတော့ပြည့်ပြီးစကားပြောလိုက်တော့အားလုံးနဲ့ဆင်ပြေသွားပါဘူး။ဟုတ်ကဲ့ သူကအဲစဉ်းစားပြီးဇာတိကိုတော့မှအကုန်လုံးစင်ပြောင်းပြီးရတယ်။သူကနည်းနည်းဇာတိကဘယ်လိုစင်ပြောင်းလုပ်ပြရမလဲ။မိမပြောတော့လာလို့ရှိရင်သူ့မှာကြောက်နေရှာမှာတဲ့။ဟိုဟာသူတခုခုပေါင်းနေနေမှာခေါ်ခဲ့မှာဗောလို့ကြောက်ရရမလို့ပါဘူးလို့ငါအဲ့လိုမျိုးငါတို့နေတာနဲ့ငါတို့စိတ်ဓာတ်နဲ့သူ့ကိုလည်းသိတယ်လို့သူကလည်းသူတော့သူ့အတွေးတော့တခုတော့ဝင်မှာဗောလို့ဒါပေမဲ့ဘာမှဖြစ်စရာအကြောင်းလည်းမရှိပါဘူးလို့ပြောချင်တာတခုကကောင်းကောင်းလေးဆုံးမပြီးတော့မှာ မီလီလဲနောက်ကြတော့လူအများကြီးလို့အောင်မှာအဲ့အချိန်မှာမီလီလဲသင်ငန်းလာရတယ်ဟုတ်အဲအခုဒီလုံးမှာဒီလိုတွေးလိုက်တဲ့အကြောင်းရင်းလေးတွေဒုက္ခလေးတွေကိုယ့်ရဲ့နှုတ်ပြောဆိုဆိုလေးတွေပြောရဆိုတာလေးတွေကစအကုန်သင်မြင်လို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဘာလဲပြောပြောအလုံးတစ်ခုလုံးလုံးလုံးလို့ရှင်းရဆိုရင်ဓာရီရဲ့ပြောရဆိုတာဆက်ဆံတာကကောင်းရင်ပြုလို့ရတယ်မကောင်းရင်ဆိုရင်ကိုယ်မကြည့်အောင်လုပ်ရတယ် အဲ့လိုလေးပဲနေဟုတ်ကဲ့ပြောတာဘူးနော်ပြောလို့ရှင်ဟိုဖြစ်တာပြဿနာဒါအမတို့နဲ့ညဉ့်နဲ့နေ့ရက်ပဲနှစ်ဖက်တည်းပဲဖြစ်ကြတဲ့ပြဿနာဒါပဲအွန်လိုင်းပေါ်မှာတင်လိုက်တဲ့ခါကျတော့ဟိုများပြည်သူလည်းစိတ်နှောက်ရက်တော်တော်လေးဖြစ်သွားစေတယ်ပေါ့နော်အဲ့အတွက်လည်းကြည်နေကြတယ်တော်တော်ကြည်ကြတယ်ကိုကြောင့်စိတ်နှောက်ရက်ဖြစ်သွားတဲ့ဟိုကြည်ကြတယ်တော်တော် သမားတွေအကုန်လုံးကိုလည်းတောင်းပန်ပါတယ်သူနော်စိတ်နောက်ချက်ဖြစ်သွားတယ်ကိုကြောင့်နောက်ချက်ဖြစ်သွားတယ်ဒီကောင်ကျွန်တော်တို့ရတယ်အကုန်လုံးသူများတွေအချိန်ကိုဖြုံးပြီးတူဖြစ်သွားတယ်ဟုတ်ပါပြီကျွန်တော်တို့ဖြစ်ပြနေရတယ်ကိုမမဟုတ်ပါဘူးနောက်ချက်ပဲမှာပဲပြဿနာဖြစ်ဖြစ်ပဲသူရဲ့ပြဿနာဖြစ်ဖြစ်ကိုမိသားစုကိုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်နှစ်ဖက်ရဲ့စကားကိုနားထောင်ပြီးမှဆုံးဖြတ်ပါတပတ်ကပြောတယ်ဆိုတာလေသူ့ရဲ့စိတ်ခံစားခြင်းနဲ့သူပြောတာသူပြောခြင်းကပြောမယ်သူဆိုခြင်းကဆိုမယ် အမှန်တဝက်ပါသလိုအမှားတဝက်ပါရင်ပါမယ်အကုလုံးမှားရင်မှားသလိုအကုလုံးမှန်ရင်လည်းမှန်လိမ့်မယ်ဒါပေမဲ့နှစ်ဦးနှစ်ဘက်ကိုနားထောင်ပြီးမှစုံပြလို့ရှိရင်အကောင်းဆုံးပဲအခုကကျွန်တော်ရင်ရကြတော့ကျွန်တော်ကကျွန်တော်ညီလေးလူနေရဲ့လူဆိုတော့သူ့ကိုလည်းဘာတစ်ခုမှဒုက္ခရောက်စေခြင်းနဲ့ဆန္ဒမရှိကြလို့သူ့တက်လန်းနေအတွက်လည်းပိတ်သွားမှုမဖြစ်စေခြင်းဘူးအဲ့ဒီအတွက်သူ့ကိုလည်းအခုကျွန်တော်လူနေသူတွေကြိုးဆိုတယ်ကောင်းကောင်းမွန်မွန်သူ့ကိုဆုံးမတယ်ဆုံးမတယ်ဆိုတာ နောက်ကြလို့ရှင်ဒီလိုစကားပြောလို့ဆိုတာသင်ချင်ဖို့ရေဆိုရှယ်မီဒီယာဆိုတာဟိုပုံမှန်တုံးနေတဲ့အကောင့်စနစ်ကပြဿနာမရှိဘူးပေးသူတွေပါရရှိတယ်ပေးသူတွေကတော့သူတို့ရေးချင်လို့ရေးသူတို့ပြောချင်လို့ပြောမယ်ပြောတဲ့အတွက်ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့အတွက်မကောင်းတာပြောသလိုသူ့ကိုမကောင်းတာရှိနေမယ်ကာယကံနှစ်ယောက်ရဲ့ဖြစ်ပျက်နေတဲ့အကြောင်းအရာကြတော့အဲ့လောက်ကြီးမကြီးကျယ်ဟိုဟာမဖြစ်ဘူးဒါပေမဲ့ လူတွေကမြင်မှာကြတော့အမျိုးမျိုးအမြင်မြင်မြင်တာအမျိုးမျိုးပေါ့အဲ့လိုဆိုတော့อืมเออเอเรนว่าพี่ဆိုတော့ต้องมาเลยต้องมาเลยအဲ့လိုပဲဒီလေးလက်ပြီးတွေ့တဲ့နေရာကိုနှုတ်ဆက်เนาะကြာလာဟာစိတ်ထဲမှာရှင်းတာငါတို့ကဟိုဟာမိမနဲ့ဘုန်းရဲ့မင်းတို့ဆိုင်ထဲမှာဆက်ဆံလို့မြည်ရမလား ကိုယ့်ရဲ့မျက်နှာကတော့အတိုင်းပဲကိုကဘယ်သူငယ်မှမပြုံးတတ်တာမဟုတ်ဘူးကိုကအလုံးညာတော့ကြတော့ကိုယ့်ရဲ့အတူရလေးဒီအလုံးထဲမှာတွေးနေရမျိုးစံရဝင်နိုင်နေပါလို့လဲတော်တော်များများပါဘာလို့လဲဆိုတော့ဟိုသူ့အနေနဲ့သူအစင်းစင်းလေးရှိရလေနိုင်မဆိုရင်ကိုပြောမှမင်းတို့နဲ့ပြောရဆိုရဲဟုတ်တယ်မလားဘလိုလေးလုပ်ဘလိုလေးကအလုပ်ရှိရဲကိုကကြတော့ဟိုလုပ်ငန်းကြီးလုပ်တာဆိုတော့ကွာဒီကလေးနဲ့မပြောချင်တာတော့မဟုတ်ဘူးကိုအတွင်းနဲ့ကိုကနဲ့တင်ဘူးက လို့ရှုံးဟွာလုတ်တယ်အလုံးများနေလို့ကျွန်တော်ပြောနိုင်တာပြောတဲ့အခါကျရင်လည်းညီလေးတို့တယောက်ချင်းစီပြောတဲ့အခါကျရင်ကျွန်မတို့အော်ဟစ်တာရင်းရင်းဖြစ်တာတွေကဘာမှကြားဘူးလို့လည်းယေကနာတိုင်းကမရှိဘူးနော်ဒါမျိုးဆိုတာဖြစ်နေတော့အဲ့လိုဖြစ်တယ်ဆိုတော့ကိုကစိတ်စိတ်စိတ်တော်တော်လေးစိုးရဲပါတော့စိတ်ဆိုးပြီးတော့ဆိုပြီးတော့လုံထုံးနေတာပေါ့ဒါပါပဲအဓိကတော့ဟိုဝန်ထမ်းချင်းချင်းညာဖြစ်တယ်ဆိုရဲတာကိုဒါမရှိတဲ့ပုံစံမျိုးလေးဖြစ်တဲ့ပုံစံကိုရဲကကြတော့ဟိုပါလေး ဝန်ထမ်းတွေဟိုကသာမိသားစုဂျင်းလို့စီလုံးသိနေတာစီလုံးသိနေတော့ပြက်တနာတခုခုဖြစ်တဲ့လဲဆိုထုတ်လိုက်ဆိုတာဂျန်နယ်လူတွေကနောက်ကြရင်လဲသူမထုတ်ရင်ဆိုရင်ပြက်တနာဖြစ်လို့ရှိရင်ဆိုရင်သူ့လုံကကြမထုတ်ဘူးငါကြထုတ်ပြဖြစ်မှာဆိုလို့ကျွန်တော်ကဝန်ထမ်းကောင်းမှန်သမျှပဲဝန်ထမ်းကလွတ်ချင်မလဲရန်ရန်ဆိုရင်လဲလာကုန်ခွဲမှာဒီလဲပြောစားပြီးနောက်တော့နောက်ဟုတ်ကဲ့ဟုတ်ကဲ့တော်တော်မစွန်းနဲ့ဆိုတော့ကျန်တာကြောင့်မဟုတ်ဘူး ကျွန်တော်ဟိုဟာလေးကလေးပုံစံတွေကဟိုဟာလေးပေါ့မတင့်တော်တာမူတွေကလေးဖြတ်သွားလို့ရှင်ကြလို့ရှင်ကျွန်တော်ကကြတော့ကြည်ပြီးတင်ပြီးနေရလေသူကကြတော့လေအဲ့လိုအတွေ့ရှိပါဘူးကလေးတွေကိုလေအမဆိုရင်ဘယ်တော့တောင်ပြောလဲတင်မမကမတော်မြတ်ကောင်းနှစ်ခုရှိရပါတော့ကျန်နာဒီကေထွန်းရယ်ကိုကြိုက်ဒီကေစာမီရယ်နှစ်ခုရှိရယ်အဲ့နှစ်ခုကလွှဲရင်ဘယ်တော့အကောင့်မှာမမကနဲ့အဲ့လိုပြောထားတာဟိုဟာဘုံပြည့်ရဲ့အကောင့်နဲ့နောက်ဟိုဟာကိုကိုရဲ့အကောင့်ဆိုတာအစ်စ်ထပ်ဖွင့်လိုက်တယ်ဘိုးရယ် ွင့်ပြီးဘူးကတော့မတူစုတာမကရဘူးအဲ့လိုမျိုးနော်မမ်မီတို့ဒီဟိုဟာဖမ်းပြီးအကောင့်နှစ်ခုလားအောက်ကလွဲလို့တခြားဘယ်အကောင့်မှာမှအဲ့လိုမျိုးဟိုထွက်သွားတာမျိုးကလွားမျိုးမမ်မီလက်မခံဘူးပြီးလို့ရှိရင်ကလို့ရှိရင်လည်းအရင်အဲ့လိုလက်ပေါ်လေးမှာဖင်အရန်လို့ယင်ရန်လို့အဲ့လိုမျိုးဆိုရင်မမ်မီတို့မမ်ပြလို့ရှိရင်ပြောတယ်မမ်းကြိုက်ဘူးနော်ဒီလိုမျိုးလေးကြတော့မသိတော့ဘူးဒါမျိုးလေးမကနဲ့ကလေးတို့ကမှအများအဲ့လိုမျိုးပြောတယ် ညီလေးတို့ကတော့ဝိုင်းကောင်းလာမှာပြီးမဖွင့်ညီလေးတို့ကတော့ရွယ်ချက်ကလည်းမရှိရင်လည်းရှိကျင်လည်းရှိမယ်မရှိကျင်လည်းမရှိဘူးဒါပေမဲ့ဟိုဟာကလေးတွေရဲ့ကပုံပြုပုံတွေကမတင့်တော်ဘူးဆိုရင်အားကြတော့ညီလေးတို့မဆုံးဖြတ်နိုင်ဘူးလေဟုတ်ကဲ့အဲအဲ့လိုလေးပေါ့ညီလေးတို့လည်းငယ်သေးအောင်ကိုယ်လည်းအများကြီးဖတ်တမ်းရပါဘူးဒါကြတော့ဒီလိုတွေ့ကြုံနေမှာပဲနောက်ကြတယ်အကောင်းဆုံးကိုယ့်အနေနဲ့ကိုယ်ယူစား ဟုတ်ကဲ့ဟိုကနေကိုပါပဲလှုပ်လှုပ်ပတ်စံကိုကြည့်နေညာညာလို့ကိုကိုကြီးကိုလေးကိုပဲပြင်နေဟုတ်ကဲ့ဒါဆိုရင်နောက်ကြလို့ရှင်အပေါ်ဆုံးရောက်လာနေဟုတ်ကဲ့နော်ကိုကလည်းညီလေးကိုကိုအာရမလာတောင်းမှလာပါလုံးနဲ့ချိတ်ချောက်တာပါညာဘာမှမရှိဘူးနော်ဟုတ်ကဲ့ပါသူပြောကြာရှိရညီလေးဘိုးတို့ထိုင်ပြီးရှေ့ကိုတောင်းမှမယ်ပြောရတော့မှဒီမှာ ဟိုဘက်ကလှုပ်ရှားမလို့ဝူလီပြောရရှိရသုံးမပြရှိရသုံးမဖို့ပဲပဲဒီလိုမလုံဘူးနောက်ဒီလိုပြင်ပြဖို့ဆိုပါဟိုပြောပြရဟုတ်ကဲ့ကြောက်ကြမို့တူတူရစိတ်ကမကောင်းဘူးဘာပဲစိတ်ကကိုလည်းတူတာဗောကိုမိသားစုသိရမလားကိုတိတ်တာညူနန်းနေရရမျိုးလေးဆိုတော့သူ့ဘက်ကတော့အဲ့လောက်ကြီးရဲ့ဂျင်မကြီးရဲ့မန်းကြီးဒီတို့ကြီးပြန်သွားမယ်လေပြန်သွားမယ်လို့လည်းပြောချင်တယ်ဒါနဲ့ ွန်လိုင်းကပြီးရတိုင်းလေသူချိုကောင်းတဲ့အမျိုးလေးကိုကန်တာအဲ့ဒါဆိုတော့တွေ့တော့သူ့ကိုလည်းစိတ်မကောင်းလို့မလို့ညည်တောင်းဝဲသူလိုင်းကြီးလေးပါနေတော့နာမည်ကိုဆုံးမခြင်းမျိုးလေသူအစားတွေကအဲ့လိုနေတာကောင်းပါပဲနားလည်းဝင်ပါကြောင်းလို့အဲပြီးခဲ့ရပြီးသွားပြီပါဆက်ချက်ပါနော်ဖိရှင်းရှင်းလေးနဲ့ကိုယ်အားလုံးဆရာတို့လည်းမင်းတို့ယဉ်နီးကြပါဆရာတို့ဒီမှာညာရှင် ကျွန်တော်လည်းအမှန်တမ်းကြွားလို့ရှိရင်အဲ့ဒီစိတ်တရားလေးအရင်ကပုံမှန်ဆိုရင်လှုပ်လှုပ်တဲ့စိတ်ပဲရှိရကျွန်တော်အခုကြားထဲမှာဟိုဟာပေါ့ဒုံတပတ်ဝတ်တာတို့ပြည့်မလားအဲ့လိုဘုံเจ้าကြီးတွားရတိုင်းဘုံကြီးတွေရဲ့ဟိုဟာဆရာတော်ကြီးရဲ့ကျွန်တော်တို့သူတို့ပြောတဲ့တရားတွေပိုင်းကြီးတိုင်းမှာဆက်ဆက်ပြီးတော့မှပြုပြင်မှုကအများကြီးဖြစ်လာ ုတ်ကဲ့ပါအဲ့ဒါဆိုရင်နေရာနဲ့စိတ်ရှင်းရှင်းနဲ့အေးပြည့်ပြည့်ပါဟုတ်ကဲ့ကေဒါကတော့ဗောနော်အာ PK ထွန်းဗောနော်ကေဒါကတော့ PK ထွန်းဗောနော်စင်ရနာပန်ရှင်နော်ကိုထွန်းနဲ့ပူဇာဖြူခင်လို့မိသားစုနဲ့ဗောနော်ဒီခေါင်လေးနဲ့ပြဿနာဖြစ်တဲ့ကိစ္စဗောနော်ဥတ္တဖတ်ဆက်ဆက်ရရအစဉ်ပြေလေတော့ပြီးနော်ဖြစ်ပါလေဗျကျွန်တော်တို့ဘီဟာများကြားတဲ့အတိုင်းတည်တဲ့အတိုင်းပါပဲအမ်ဆိုတော့ ပြဿနာတွေကဖြစ်လာပြီဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ပို့ပို့ပြီးတော့ဒီဆိုရှယ်မီဒီယာမှာဖြန့်လိုက်ပြီဆိုလို့ရှိရင်နာမည်ကြီးနာမည်ကြီးထွားပြီးတော့ပေါ့နော်လူတွေသုံးသက်လူတွေအဲ့လိုမျိုးရှေ့ကြတယ်လူတွေကွန်မန့်တွေရေးကြတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီလိုပြဿနာတွေဖြစ်လာပြီဆိုတော့ဆုံးမတော့ကျွန်တော်တို့ပြောသလိုပါနှုတ်စလုံးမှာတာဝန်တွေရှိကြတယ်နှုတ်စလုံးမှာပြည်နာစာတွေရှိကြတယ်ပေါ့နော်လက်ခုပ်စုံတစ်ဖက်တီးလို့မမေးသလိုနှစ်ဖက်တီးလို့မမေးသလိုပါပဲဆိုတော့ အခုကတော့ဒီကိစ္စတွေကျွန်တော်တို့ပြီးဆုံးသွားပြီပေါ့နော်အကုန်လုံးပြီးဆုံးသွားပြီနှစ်ဦးနှစ်ဖက်လေးပြပြလေးလေးပေါ့နော်ဒီလိုအညီလေးကအိမ်မှာလာပြီးတော့တောင်းပန်တာပေါ့နော်အလုပ်သမားကောင်လေးကလာပြီးတော့တောင်းပန်တော့ပါပြီဆိုတော့ဒီမှာပေါ့နော်အမ်ခံယူဝက်ကနေပြီးတော့ပေါ့နော်ခံယူဝင်းကနေပြီးတော့ကွန်မဲလေးတစ်ခုရေးလာပါသေးတယ်နာကိုကြပြုခင်နဲ့အကိုထွန့်ကိုပြောရှင်ပါတယ်လက်ကိုကလုံးဝကြည့်လောက်ကိုလုံနေတာလဲအတက်နှိုင်းဆုံးစိတ်ကိုတင်းကြီးအောင်ထင်းပြီးတော့ဝန်ထမ်းတွေကိုလိုက်အောင်ငေသားတွေကိုပေါ့နော်ပြည့်ရှိတောင်း အတက်နိုင်ဆုံးပေါ့နော်ပညာနဲ့အေးအေးဆေးဆေးတင်ရင်တော့တုံ့ပြန်ပါလက်လက်အောင်ငယ်သားကအဆူဆုံးကိုလုံးမရတော့ပေါ့နော်လက်မခံပါနဲ့လက်ပညာသားပပနာဖြည့်ရှင်းအောင်နော်ဖြည့်ရှင်းနိုင်အောင်ပေါ့နော်အမြဲတမ်းစိတ်ကိုသတိထားပါလက်အဲ့ကိုအမတော်ပေါ့နေအသာရှိတဲ့လူတွေပေါ့နော်မေတ္တာရည်နဲ့ပေါ့နော်လူတွေကလည်းမေတ္တာရည်ဉာဏ်ပညာနဲ့တက်နိုင်ဆုံးဖြစ်ရှင်းပါလို့လေကွန်မန့်တွေရေးလာပါသေးတယ်။ကွန်မန့်တွေကတော့အရင်ရေးထားပါအများကြီးကောင်းပါလေ ဆိုတော့ဒီလိုမြင်တာလေးဝမ်းသာပါရဲ့နော်ဘာဖြစ်ဆိုလို့ရှိရင် ပြဿနာဆိုတာရေးရတယ်ရှိတဲ့ဟာကောင်းတဲ့ရတယ်မဟုတ်နော်ရင်ဇတ်ဆိုတာရှိတာမကောင်းတူတာပဲကောင်းပါတယ်ဆိုတော့နှုတ်ဥနှစ်ဖက်ပေါ့နော်ပြပြလေးလေးလေးဖြည့်ရှင်းသွားတာလေးအာလူတွေသူရဲ့ဖြစ်တဲ့လူတွေပါလေးပေါ့နော်စိတ်ဟာရှင်းပြီးတော့အဲ့လိုမျိုးကြည်ကြည်လင်လင်လေးဖြစ်သွားကြတာပေါ့နော်อืม ဆိုတော့စကားဆိုတာလေးပေါ့နော်ယင်ထက်မှတစ်ခုခံစားနေရပြီဆိုရှိအဲ့ဒါကိုထုတ်ဖော်ပြောလိုက်ပြီဆိုလို့ရှိရင်ရှင်ဟန်ပေါပားတယ်လို့ပဲပေါ့နော်အခုလေဒီပြဿနာတွေပေါပားပြီးတော့ပေါ့နှစ်ယောက်နှစ်ဦးစလုံးအဆင်ပြေလေသွားတာကျွန်တော်တို့ဝမ်းသာပါတယ်ဗျာအဲ့ဒါကြောင့်ကျွန်တော်တို့တော်ရီသူယူရှင်တွေကနေပြီးတော့မြင့်ငင်မျက်ဝေပြလိုက်ရပါတယ်ဆိုတော့ဒီလိုပြဿနာမျိုးတွေပေါ့နော်နောက်မှမဖြစ်ရအောင်ဖြစ်လာပြီဆိုလို့ရှိဒီပေါ့နော်ဒီလိုဒီပြဿနာပေါ်မှာမူတည်ပြီးတော့ပေါ့နော်တတိထားကြဖို့နောက်တစ်ခါနောက်ဆက်တွဲတွေပါဖြစ်လာမလဲဆိုတာကိုစဉ်းစားဆင်ခြင်သုံးသပ်ဖို့လိုပါတယ်ဆိုတော့ ီလိုပြဿနာတွေကိုတွေးပြီးပါတော့เนาะကျွန်တော်ပြူဟာများအတူယူစရာမဟုတ်ပါဘူးကျွန်တော်တို့ဘယ်လိုယူရမလဲဆိုရင်ဘုသူတယူရမေးနော်နောက်တစ်ခါဒီလိုမဖြစ်ရလေအောင်ပေါ့เนาะအကောင်းဆုံးတုံ့ပြန်မှုတွေနဲ့ရှောင်ရှားဖို့လိုပါတယ်ကျွန်တော်တောင်းစီသူကျူးချင်တွေကနေပြီးတော့နင်းငယ်မျှဝေပြစ်လက်ရပါတယ်ဗျာ